တော့အဲ့ဒီဒေါသတွေမင်းပေါ်မှာပုံကြသွားပြီပေါ့နော်အဲ့ချိန်မှာအဲ့ပုံကြသွားတဲ့ဒေါသအသက်ဖြစ်သွားနိုင်အလုံးပဲမင်္ဂလာပါအဲဇန်နွဲမှာအဲဥပုသောင်းညဘာကြညာကြနဲ့ဒီလိုမျိုးပေါ်ပပါလေးဒါကုသိုလ်ကောင်းမှုတွေလောက်ကြမယ်နေ့ပေါ့နော်အဲဒီလိုနေ့မျိုးမှာဒီလိုအခါတမရမှာပေါ့နော် ကျွန်တော်တို့လည်းအဲ့လိုပုံစံမျိုးလေးစဉ်းစားတာပေါ့စားရတော့ဒါပေမဲ့လည်းမရောမြေတန်းပြောနေတဲ့ဟာမလို့လားမသိပြောချင်တာပြီးတော့ပြောရမယ့်အကြောင်းအရာတွေလည်းရှိတာပေါ့နော်အဲ့ဒါတော့အောင်ပွဲတွေပေါ့အောင်ပွဲတွေဒီလိုအောင်ပွဲတွေမြင်ပြီဆိုရင်ကိုလူကမနေနိုင်ဘူးအဲ့ဒါအခုဒါဇလင်းစေတုဒ္ဓတာပေါ့နော်ဇလင်းစေတုဒ္ဓတာ လမ်းပေါ်ပေါ့နော်အဲအဲ့လမ်းပေါ်က16မိုင်စက္ကန့်ကိုပေါ့နော်ဒါပခုတ်ကူခရိုင်ဗီဒီယိုတင်နေတာပူပေါင်းပြီးတော့ကြိတ်တာပေါ့နော်အဲအဲ့ထဲအဲ့အချိန်ထိကိုဒါမထူးဆန်းသေးဘူးဘာလို့လဲဆိုတော့ ဒီစကောင်းစီစကန်းနေခုနောက်ပိုင်းတိုက်ခိုင်းရတယ်ဆိုတာထူးဆန်းတာမှမဟုတ်တာပေါ့နော်ဒါပေမဲ့တခြားပြန်စင်းစားကြည့်လေအဲ့ဗီဒီယိုလေးကိုကြည့်လေဟာပြောချင်တဲ့စကားတွေကများလားလေအန်တမထူးกว่าဒါလုံမယ်ဆိုပြီးပြောတာပေါ့နော်အဲအဲ့တော့ဒါတကယ်ပြောရင်အဲ့စကန်းကိုမိနစ်20ပဲကြာတယ်ပေါ့နော်အဲ့မိနစ်20မိနစ်20ပဲကြာတယ်ဆိုတော့အဲ့မိနစ်20မိနစ်20ပဲကြာတယ်ဆိုတော့ဒီကြွေးကြော်တန်းကြီးကနားထဲကမထွက်ဘူးတောက်လျှောက်ကိုကြားနေရတာအဲ့မှာဒါဗီဒီယိုမှတ်တမ်းယူနေတဲ့ဒါဟိုခေါင်းပေါင်းလုပ်တဲ့သူကအဆပေါ့နော်ဒါ ောင်းဆောင်လုပ်တဲ့သူကစာမိနစ်20ပဲကြံတယ်အဲအဲ့လိုမျိုးကြီးအော်နေရောကြတော့စာကားစစစ်သားတွေကပေါ့နော်မင်းအောင်လည်းရဲ့စစ်သားတွေကတော်တော်ကိုစိတ်တက်ပြပြနေပြီလားပေါ့နော်စစ်စကန်တစ်ခုကိုမိနစ်20ပဲကြာအောင်တိုက်ရတယ်ဆိုတော့ကြာနောက်ပိုင်းဆိုရင်ဘလို့များဟိုပါဖြစ်မလဲပေါ့ဘာလို့လဲဆိုတော့ရှေးပိုင်းကာလာတခြားမှာဒီကောင်းနေတောက်ချောက်တောက်ချောက်တိုက်ခံရတာလေတိုက်ခံရတော့ကြာတူတူကိုကိုသူတို့တေချာပေါ့ခံစစ်တွေတေချာပေါ့ပြင်ညဘာလို့ဆိုတော့ငါတို့စကန်အင်အားနေလားများလားသူတို့သိလားဟိုအပြည့်ကြငါတို့စကန်ကဒါခံစစ် ဒါကောင်းအောင်မပြင်ထားရလားမပြင်ထားဘူးလားသူတို့သိတာဟုတ်အဲ့ကျတော့အဲဒီတက်ဖွဲ့တွေလာတိုက်တဲ့ခါကျရင်သူတေချာဖောက်ပြင်ထားရမယ်ဆိုတဲ့စိတ်နဲ့ပြင်ကိုပြင်ပါပဲဒါပေမဲ့လည်းသူတို့ရဲ့စိတ်သက်တရားစကြာစင်းနေဒါမှမဟုတ်လည်း တခုခုဖြစ်ပြီဆိုတော့ငါတို့ကတော့လက်နှချလိုက်မယ်ပေါ့အဲအကြောင်းစစ်တုံးမနေလဲတွေ့တယ်အဲအကြောင်းအဲအဲ့လိုမျိုးလက်နှချလိုက်မယ်ဆိုရင်အတွေးမျိုးတွေရောက်နေပြီလားဆိုတဲ့ဟာကိုလည်းစဉ်းစားကြည့်ရတခုဖြစ်လာတယ်ပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းဒါဒါခုနဒါဒါစစ်ကြောင်းပြောနေနေပေါ့နော်ပြောနေမှတ်တမ်းယူနေနေပြောတဲ့ဟာကျွန်တော်နားရတယ်တကယ်လုံးဝမပြောမိနစ်20ပဲကြာတယ်ဆိုတော့ကြီးကမိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအဲပြောနေနေပေါ့နော်မှတ်တမ်းရိုက်နေနေအယောက်နေမြ мян မိရှုမိရှုမြ мян လောက်မြ мян ဆုတ်သွားမယ်သွားမယ်ပေါ့နော်သွားမယ်ပေါ့နော်ပစ္စည်းတွေယူဆိုပြီးတော့ပြောတာမျိုးလည်းတွေ့တယ် အဲအဲဥစ္စာကိုဒါတချို့ကြောင်လည်းမကြိုက်ကြဘူးဗောနော်မကြိုက်ကြဘူးဘာဘာပြောလဲဆိုတော့ဒီဟာတွေကိုဘာဖြစ်လို့ရှုပ်ပြရဗောနော်အပြည်သူပိုင်ပစ္စည်းတွေဖြစ်တယ်ဗောနော်မှန်ပါတယ်အပြည်သူပိုင်ပစ္စည်းတွေဖြစ်တယ်ဒါပေမဲ့စကားဆရဲ့အကျင့်ကလည်းပြောရမယ်ဆိုရင်သူကအဲ့နေရာတစ်ခုဆုံးရှုံးရဆိုသူပြန်မယူဖို့စ조사တဲ့ခါကျရင်ဒီဥစ္စာတွေကသူ့အတွက်အရန်သင့်ဖြစ်နေမှာဗောနော်ဒါတွေမဖြတ်စည်းခဲ့ဘူးဆိုရင်အရန်သင့်ဖြစ်နေမှာဗောအဲ့ကြောင့်အဲသူသူ့အနေနဲ့သူခုနလိုဒါကျွန်တော်တပ်ဖွဲ့တွေကသွားပြီးချရတယ်စော်တယ်ဖြည့်ဆည်းခဲ့တယ်ဒါခုနလိုပေါ့နော်အဲတင်းတင်းနဲ့ပြည့်စည်း အသက်ဝင်တဲ့ပစ္စည်းအကုန်လုံးယူလာခဲ့ပြီဆိုပြီးတော့ပြန်လာပြီဆိုရင်အဲ့ကောင်နေပြန်လာရင်တော့မှပဲအဲ့နေရာမှာအစားပြန်စားအဲ့ဆိုကောင်းကောင်းကြိတ်လို့ရတယ်အဲအဲ့လိုပုံစံမျိုးလည်းရှိတော့เนาะအဲနောက်တစ်ခုကတော့ဒါရုံးဒါအခုအဲတော်လိုင်းကာလာမှာပေါ့နော်ဒီလိုမျိုးဖြည့်ဆည်းရတာလဲရင်နာစရာတော့ဟုတ်တာပေါ့နော်ဒါပေမဲ့ဒါတွေပြီးသွားပြီဆိုတဲ့ခါကျရင်ဒါကျွန်တော်ပြန်လဲထူထောင်ရင်းလောက်တဲ့ခါကျရင်ဒါတွေကလည်းလိုအပ်လာအောင်ပါဒါပြည်သူပိုင်တဲ့ပစ္စည်းတွေပေါ့နော်အဲကြဘလိုပဲဖြစ်ဖြစ်ဒါက အခုလက်တလောကာလမှာစစ်ကောင်စီအထိနာစီမဲ့လောက်ရက်မျိုးတွေလုတ်တယ်လို့ပဲမြင်ပေးစေချင်တယ်ဗောနော်နောက်တစ်ခုကဒါမကွေးတိုင်းထဲမှာအခုလိုမျိုးဒါမကွေးတိုင်းဗောနော်စေတုဒ္ဓရာအဲအဲ့မကွေးတိုင်းထဲမှာအခုလိုမျိုးတိုက်တိုက်ပွဲတွေပြင်းထန်လာတာကိုကျွန်တော်ကတော့သဘောကျတယ်သဘောကျတယ်ဆိုတာဒီလိုမျိုးဖြစ်ဖို့အတွက်ပဲကြာကြုံတော်လိုင်းတက်ဖွဲ့တွေကစ조사ခဲ့ကြတာပဲလीနော်အဲ့ကြောင့်တိုက်နိုင်ဖို့အတွက်ကို조사နေနေအခုဆိုအဲ့လိုနေရာတွေမှာပါတိုက်ပွဲတွေအဲခက်စစ်စစ်မြင်လာရပြီဆိုတော့ ဒါမင်းအွန်လိုင်းဘက်ကတော်တော်လေးတုံလုံးခြောက်ခြားနေလို့တယ်အဲ့ဒါအကြောင်းရင်းရှိတယ်ဘာလို့လဲဆိုတော့မကွေးတိုင်းထဲမှာဖြစ်လာတာကိုသူကပိုကြောက်ကြတယ်အဲဒီအခုနောက်ပိုင်းမင်းအွန်လိုင်းစစ်တပ်အတွက်အသက်အမြအရေးကြီးဆုံးဟာကလေချောင်းလည်းဖြစ်တယ်လို့ကာဗာဆာတွေလည်းပါတယ်အဲ့ခုနကလေချောင်းတော်မှာကာဗာဆာကဘုံသီးမထုတ်ပေးရင်အဲ့ကောင်ပြည့်စရာမရှိဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့ကြောင့်မကွေးတိုင်းထဲမှာကာဗာဆာတွေကအများဆုံးရှိတာဗောနော်အဲကာဗာဆာပေါင်းအလုံးပေါင်း25ခုရှိတယ်မကွေးတိုင်းထဲမှာက15ခုရှိတယ်ပဲခူးတိုင်းထဲမှာ9ခုရှိတယ် တော့နေပြီးတော့တက်ကုန်းမှာနှစ်ခုရှိတယ်ရန်ကုန်တိုက်ကြီးမှာတစ်ခုရှိတယ်ဗောနော်အဲကြအားလုံးက25ခုရှိတဲ့ထဲမှာ15ခုကမကွေးမှာရှိရအဲကြအဲ့ဒီမကွေးမှာဒီလိုမျိုးတိုက်ပွဲတွေပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်လာလေလေဒီကောင်တွေမျက်ဖုံးလှုပ်လေလေဒီကောင်တွေကြောက်လေလေဗောနော်အဲဥစ္စာကိုဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေကပို့တိုးပြီးတော့ပဲခုနလိုတုံနိုင်ကိုအရေးကြီးတယ်ဗျအဲဥစ္စာတော်တော်မိုက်တယ်ဗောနော်နောက်တစ်ခါဒါကြောင့်တုံမှန်းနေဗောနော်အဲတုံမန်းနေမြန်မြန်ခေါ်ဆိုပြီးပြောတဲ့ဟာမျိုးတွေတွေ့တယ်အဲ့ပြဒီခေါင်းဆောင်တယောက်ရဲ့စိတ်ဆက်သေးချာတဲ့ စိတ်ပေါ့နော်စိတ်သက်သေချာတဲ့စိတ်အဲတခုပြီးတခုသူဒလန်ဆက်ပြောသွားတာပြောသွားတဲ့အချိန်မှာအဲ့လိုပေါ့နော်ဟာပစ္စည်းတွေမြန်မြန်ရှူအဲ့ပြီးရင်အဲ့တုံမန်းတွေကိုမေးတယ်ဟဲ့မင်းတို့လက်နဲ့ခဲရန်ကိုတော့ဘယ်မှာလဲဟာမရှိဘူးမရှိဘူးဆိုတာနဲ့ရက်မသွားဘူးအဲ့ဆိုရင်မင်းတို့ရဲ့တကူရေပါလာတဲ့ပစ္စည်းတွေကဘယ်မှာလဲဘယ်လောက်ရှိလဲအဲ့ဒါမျိုးပုံစံမျိုးဇက်တိုက်တွေမေးတာဇက်တိုက်တွေလွတ်တာပေါ့နော်ပြီးရင်ဒါ inverter တွေ U အာ inverter တွေမရတော့အာမရတော့ဆိုလဲထားခဲ့အဲ့ပြီးရင်ဟဲ့မင်းတို့ပစ္စည်းပြန်စစ်အဲ့ဟဲ့ကြီးပေါက်တွေကြံခဲ့တယ်ဆိုတဲ့အဖွဲတွေပြန်ယူခိုင်းဂန်တွေကြံတဲ့အဖွဲဆိုရင်ပြန်ယူခိုင်း အာပြီးတော့တုံမန်းနေကိုဒါမြန်မြန်ခေါ်ပါဟိုဟာဖြစ်ညာဖြစ်ဒီလိုမျိုးဒေါရှော့ဒေါရှော့ဒေါရှော့ဒလက်ဆက်ကြီးလွတ်တာခေါင်းဆောင်လွတ်တယ်လူကအယက်မိုက်တယ်အဲဥစ္စာလည်းတော်တော်သဘောကျစရာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့လုံးဝဒီမှတ်တမ်းယူနေတောင်မှပဲသူလောက်ရမဲ့အလုပ်တွေကိုခေါင်းထဲမှာရှိတဲ့ဟာတွေအကုန်လုံးတစ်ဆက်တစ်ခုချင်းတစ်ခုချင်းစီဇက်တိုက်ပြောဆိုပြီးတော့အမိန်ပေးသွားတယ်ညွှန်ကြားသွားတယ်အဲ့ဒီဟာလည်း ဒါတော်တော်မိုက်တယ်တော်တော်ကိုစိတ်သက်သေချာတဲ့ခေါင်းဆောင်တယောက်လိုလည်းတွေ့ရတယ်ဗောနော်ပြီးတော့ကျတော့အဲ့မှာအကြိုက်ဆုံးဟာရှိသေးတယ်သူတို့ပြောနေတဲ့អော်တဲ့ဟာဗောနော်အဲ့ဒါတော့ဟိောက်မြိုင်နေသားกว่าပင်လယ်ဘူးသားกว่าရေစကြိုသားกว่าပခုတ်ကူသားกว่าတိုက်ပွဲတစ်ခုလဲဒါပေမဲ့អော်သွားတဲ့ခုနလိုဗောနော်နေသားတွေကအများကြီးပဲအဲပြောမယ်ဆိုရင်ဒီဥစ္စာစူပေါင်းတိုက်ပွဲဗောနော်စူပေါင်းတိုက်ပွဲကျွန်တော်တို့အမြဲတမ်းမျှော်လင့်နေတဲ့ဟာဘာလို့လဲဆိုတော့အမြဲတမ်းမှာတပ်ပေါင်းစုတပ်ပေါင်းစုဆိုတဲ့ပုံစံမျိုးတိုက်နိုင်မယ်ဆိုရင် ပို့ပြီးတော့အောင်မြင်မှုတွေရလိမ့်မယ်ပြီးတော့ပြည်သူတွေပို့ပြီးတော့ဝမ်းမြောက်လိမ့်မယ်ပြီးတော့ပို့ပြီးတော့အင်အားကြီးလိမ့်မယ်ပေါ့နော်အဲ့လိုဟာမျိုးကိုကျွန်တော်အားလုံးလည်းသိထားပြီးတဲ့အတိုင်းအားလုံးလည်းမျှော်လိမ့်တယ်ပေါ့နော်အဲ့အခုနောက်ပိုင်းမှာအဲ့လိုပုံစံမျိုးတွေပို့ပို့ပြီးတော့တွေ့လာရတယ်အဲ့ကြတော့အမတယောက်မချင်းလိုက်អော်ကြတာအများကြီးနေသားกว่าပင်လယ်ဘူးသားกว่าရေစကြိုသားกว่าဗဟုတ်ကူသားกว่าပေါ့နော်အကုန်ပါတယ်ပေါ့နော်အဲ့မှာအဖွဲတွေအများကြီးပေါင်းပြီးတော့ဆိုတဲ့ပုံစံမျိုးလည်းတွေ့ရတယ်အဲ့ဥစ္စာလည်းတကယ်အားရကျင်းနေစရာကောင်းတယ်ပေါ့နော်နောက်ကြတော့ ဒီပစ္စည်းတွေမြန်မြန်ယူမယ်ပေါ့နော်အဲယူရမယ့်ပစ္စည်းတွေအကုန်လုံးကိုလည်းလုံးဝမမကြံခဲ့အောင်ပေါ့နော်ပြီးတော့ကျတော့ဒီ growth ကျင်းထဲမှာကြံနေသေးတဲ့ဟာမျိုးတွေရှိနိုင်ကောင်းတယ်ဆိုရဲဟာမျိုးတွေအစားသတိပေးရတယ်လည်းတွေ့ရတယ်အဲပြီးတော့ဒါဆုတ်ခွာတယ်ပေါ့နော်ဆုတ်ခွာတယ်ဒါကျွန်တော်တို့တက်ဖွဲ့တွေဘက်ကတော့အောင်မြင်မှုနဲ့ဆုတ်ခွာတာအဲစစ်တပ်ဘက်ကကောင်တွေကဆုတ်ခွာတယ်ဆိုရင်မယုံနဲ့အဲ့ဒါပြေးတာကျွန်တော်ဘက်ကတက်ဖွဲ့တွေကတကယ်ကိုအောင်မြင်မှုရပြီးတော့ဒါရန်သူကိုလုံးဝအကျိုးမြတ်မြတ်ထုတ်ပြီးတော့မှဆုတ်ခွာတာပေါ့နော်အဲကြောင့်ပြန်ဆုတ်ခွာမယ်မြန်မြန်လုပ်ဆိုပြီးတော့ ါမျိုးပုံစံမျိုးအနောက်ကနေဖင်တုံးပြီးတော့ပြောတာမျိုးတွေလည်းတွေ့ရတယ်။အဲ့ဒါလည်းတကယ်မိုက်တယ်ပေါ့နော်။အဲနောက်တစ်ခုကတော့ဒါစစ်တုံပန်းပေါ့နော်။စစ်တုံပန်းကြီးလိုက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တယောက်ကဖာလုံးနေစစ်တုံပန်းအကျိုးနဲ့ချီအကျိုးချီနေနေပြောတာ။မင်းထွက်တော့ပြင်းနေထွက်ပြင်းတခါပြစ်တမ်းပါအဲ့လိုပုံစံမျိုးကတော့အားရစရာကြီးတိလား။ဟိုကလည်းလုံးဝစိတ်တုံးလုံးကြတာလားမပြေဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။အဲ့ချိန်မှာတယောက်ကထပြီးပစိုးထဝစ်တာပေါ့နော်။အဲထလိုက်တာထလိုက်တဲ့ချိန်မှာမင်းဘာလုပ်တာလဲ မပစိုးကျွတ်နေလေပေါ့နော်အေးမပစိုးကဝက်ပေးလဲဆိုအဲ့လိုမျိုးပစိုးပါဝက်ပေးသေးတာစစ်တုံမန်းပေါ့နော်မင်းအွန်လိုင်းရဲ့စစ်သားတွေစဉ်းစားတင်တာမင်းတို့ဒါရန်သူလို့သဘောထားပြီးတော့တိုက်နေတဲ့ငါတို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကမင်းတို့အပေါ်မှာပေါ့နော်လူသားဆန်ဆန်ပြုတ်မှုနေတာမင်းတို့မထွေးတော့မှအဲ့လိုမပြုတ်မှုဘူးဘာလို့လဲဆိုဒီကောင်တွေအသေးခံတိုက်သွားတာမျိုးပဲလိုချင်တာဗျာအဲကျွန်တော်တက်ဖွဲ့တွေဘက်ကဒီကောင်တွေအသက်ရှင်တန်ခွင့်ပေးပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံနေတာကိုတခြားဒီမင်းအွန်လိုင်းရဲ့စစ်သားတွေကဆက်သိစေချင်တာငါတို့တက်ဖွဲ့တွေရှိမှာကောင်းကောင်းမွန်မွန်လက်နက်ချ ကောင်းကောင်းမလန်ဗျူထောင်းကောင်းကောင်းမခုနလိုအလင်းဝင်ပေါ့နော်အဲ့ဒါဆိုရင်အသက်ရှင်သန်ခွင့်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုချိုးကြောင်လောက်ရင်တော့ဖုံးမှာအဲ့ထဲမှာတယောက်ပါတယ်ဒါခုနလိုကိုချိုးကြောင်ပေါ့နော်အချိုးမပြေတဲ့ကောင်တွေမှာထူထောင်းတာပေါ့နော်သူ့ရဲ့ပါဇီကြထူထောင်းတာအဲ့မှာဒါစေချောင်းမပြောတဲ့ပြောတဲ့ဒါခေါင်းဆောင်ကပြောလိုက်သေးရပေါ့နော် အရာမော်နော်ညီလေးမင်းအဲ့လိုတော့မပြောသင့်ဘူးပေါ့နော်အဲ့လိုတော့မပြောနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ငါတို့ဒါတက်ဖွဲ့တွေဘက်မှာလည်းထိခိုက်တာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဒေါသတွေမင်းပေါ်မှာပုံကြသွားမယ်ပေါ့နော်အဲ့အချိန်မှာအဲ့ပုံကြသွားတဲ့ဒေါသအသက်ဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မင်းချိန်ချိန်နေတဲ့အချိန်ကလေးတော့ကြည့်စေချင်တယ်ဆိုတဲ့ပုံစံမျိုးပြောတာတကယ်လည်းဟုတ်တယ်မင်းတို့ကောင်းနေရမင်းမနိုင်လို့လက်နဲ့ချအညံ့ခံရအောင်ဖမ်းခံရပါပြီဆိုတဲ့အချိန်မှာမင်းကလာပြီးဇောင်းကြွနေဆိုပြင်းပါပေါ့ဟုတ်တော့အဲ့ကြောင့်အဲ့လိုပုံစံမျိုးတော့လာမချိုးနဲ့ပေါ့နော်လာမလုံးနဲ့ပြီးရင်အာစစ်တုံးပန်းဖြစ်သွားစစ်တုံးပန်းပုံစံတိုင်းနေ တိစ္ဆာမဖောက်နဲ့အဲခုနလိုပေါ့နော်ဒါဒေါ်လာရင်တက်ဖွဲ့တွေကိုအာခတ်တွေ့အောင်မလုံနဲ့ပေါ့နော်အဲဆိုရင်တော့မင်းတို့မိသားစုနဲ့လည်းပြန်တွေ့ရဖို့ဒါလမ်းမရှိဘူးပေါ့နော်တက်ဖွဲ့တွေကတကယ်ပါလုံရင်ပြတ်တယ်အဲပြောရင်လည်းပြတ်တယ်ပေါ့နော်ခုနအဲဘယ်စဉ်းစားကြည့်ပေါ့ဒါစစ်တပ်ဘက်ကကောင်းနေဆိုရင်ပေါ့နော်ဒီလုံးဝကဘာအဆင့်30ကျော်ဆိုတဲ့កောင်ကြီးပေါ့နော်လက်လက်ခင်းအပြည့်စုံဆိုတဲ့កောင်ကြီးကိုအခုလိုဘာမှမပါဘဲတိုက်ရဲတဲ့တက်တီဆိုတာကိုပဲ ဒါမျိုးစဉ်းစားကြည့်ပါတော့။တို့ဒါစစ်တပ်ဘက်ကကောင်းနေဆိုအဲ့လိုတိုက်ရဲပါအောင်လားပေါ့နော်။အဲ့ကြောင့်ဒလိုင်းတပ်ဖွဲ့တွေနဲ့တွေ့ရပြီဆိုတဲ့ခါကျရင်မျိုးကောင်းနေဖျားစာတွေပါလေညွတ်နေနေပေါ့နော်။ခုနလိုအလံဖြူကိုជីជីထောင်။အဲပြီးရင်တပ်ဖွဲ့တွေပြောရတဲ့အတိုင်းကောင်းအောင်လိုက်နာပေါ့နော်။အဲ့တော့ဒါကဒီရက်ထက်တွေ့ရတဲ့အောင်မြင်မှုဒီရက်ထက်အောင်မြင်မှုတွေအများကြီးပဲ။အဲ့တော့တွေ့ရတဲ့အချိန်မှာဒါပြောချင်လို့လို့ပြောတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီဘက်ကတပ်ဖွဲ့တွေကအခုလိုမျိုးအောင်မြင်မှုရနေတယ်။တပ်ဖက်ကပြန်ကြည့်မယ်ဆိုရင်မရောက်နိုင်စစ်သားတွေဒါခုနလိုကိုးကောက်နေတယ်အချင်းကြီးစိုးနေတယ် အဲစစ်တုံမဲ့နေဖြစ်ကုန်တယ်စကန်းနေကြကုန်တယ်ပေါ့နော်ပြောရင်သူတို့ဘက်ကအခြေအနေမကောင်းဘူးဗျာအဲ့လိုမကောင်းမှောက်ဆိုတဲ့အချိန်မှာမင်းအောင်လိုင်တို့ကထီးတင်မပြတ်ဘူးနော်မင်းအောင်လိုင်တို့ဒါမိသားစုတွေဒါဒါသူတို့ရတရားတွေဘာတွေလောက်တာမပြတ်ဘူးပေါ့နော်အနေစားမပြုတ်တကယ်မှန်းနဲ့ဝက်နွေပြောသွားတာတကယ်မှန်တယ်ဘာလို့လဲဆိုတော့အောက်ခြေကရဲဘော်တယောက်ဘာဖြစ်သွားလို့ပေါ့နော်အဲဒီအပေါ်ကဘိုလ်ချုပ်တွေထမင်းစားပြတ်မသွားဘူးတော့အေးရေးပြတ်မသွားဘူးတော့အဲ့တကယ်မှန်တယ် သူတို့ပြောတဲ့တာအေးပြတ်မသွားဘူးလို့ထမင်းစားပြတ်မသွားဘူးလို့ဆိုတာအောက်ကကောင်တွေကိုဆောက်ကုမဆိုင်လို့အဲ့လိုမျိုးနေတာလို့ပြောတာအခုလည်းအဲ့ပုံစံတိုင်းပဲအောက်ကဘလောက်ပဲဒုက္ခများများဘန်းမျိုးတွေဘလောက်ပဲပါသွားပါသွားသူကအနေစားမပြတ်ဘူးအဲ့ဟာကြီးကတကယ်စိတ်နာဖို့ကောင်းတယ်ဒါမင်းအောင်လည်းဘက်ကစစ်သားတွေသူတို့ရဲ့မိသားစုတွေစဉ်းစားကြည့်ခြင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါမင်းအောင်လည်းရဲ့အစ်တက်ထဲကစစ်သားတွေပေါ့နော်အမြင်မှန်ရရဖို့လိုပြီးအဲ့ပြီးရင်သူတို့ အဲအုတ်ကြီးရေအုတ်ကြီးအဓိကအုတ်ကြီးရေပြောကြရင်အုတ်ကြီးရေတရတဲ့ချင်းနေမကောင်းဒါဟိုဟာဖြစ်တဲ့အချိန်မှာလည်းရှော့ခံရတဲ့ဟာတွေအများကြီးရှိတယ်အမလမ်းသွန်းလမ်းလမ်းနေနဲ့ရှော့ခံရတယ်လဖေးတောင်းနေနဲ့ရှော့ခံအများကြီးအများကြီးရေပေါ့နော်အဲ့တော့စစ်ကောင်စီခန့်အုတ်ကြီးတွေပေါ့နော်အဲ့တော့စစ်ကောင်စီတပ်သားတွေတော့မှတော်တော်ချင်းနေဆိုးနေပါတယ်ဆိုနေမှာမင်းတို့ကောင်တွေကပြည်သူဒုက္ခပေးဖို့ကြိုးစားမင်းတို့ဘလို့မှအချိန်နေကောင်းနေမှာမဟုတ်ဘူးပေါ့နော်အခုဆိုလဲဒါပါလေကျွန်တော်တို့ဒါဟင်းသရမှာပေါ့နော်စစ်မှုတန်းဖို့စစ်မှုတန်းဖို့အဲဒီဒီနေအိမ်ကိုသွားခေါ်တာပေါ့အိမ်ထိသွားခေါ်တာ အဲ့အုတ်ကြီးကတတ်ခိုင်အဲ့တတ်နိုင်တတ်နိုင်အဲ့သူကအိမ်ပေါ်ရောက်တဲ့အချိန်မှာအိမ်ရှိအဓာနဲ့ခုတ်ပြစ်တယ်ခေါင်းကြီးခုတ်တာနေရောအဲ့ကြတော့အဲရှေ့ပိုင်းမှာလည်းတောက်ချက်ကြည့်လိုက်မယ်ဆိုရင်အစည်းအဝေးကပြန်လာတဲ့အုတ်ကြီးတွေပြင်းခံရတယ်အဲပြီးတော့ကြတော့ဒါတချို့နေရာမှာဆိုရင်ဗာလေဟိုဓာတ်စီနဲ့ပတ်ပြီးတော့တော့မီးနဲ့ရှို့ခံရတယ်ပေါ့နော်အဲ့ဓာတွေကတုံတန်တတိနဲ့လှုပ်ရဲဘူးဗျအဲတကယ်ပြောရရင်ပြည်သူကအယမ်းကိုစိတ်နာပြီးတော့သူတို့ရဲ့ ဒီဒီဒီတောက်တိုင်းနေစစ်တပ်ထောက်ခံတဲ့သူတွေစစ်တပ်ကကောင်းနေအဲ့ကောင်းနေရဲ့အပေါ်မှာထားတဲ့ဒေါသအမျက်ကအဆုံးစုံဆုံးတိရောက်သွားပြီသူတို့အယံစိတ်နာသွားပြီအဲ့အကြောင်းမလို့ဒီလိုမျိုးလောက်ရမျိုးတွေအထိလှုပ်ဖို့အတွက်သူတို့လက်မတွန့်တော့တာဖြစ်တယ်ဗောနော်အဲ့ဆိုအဲ့လိုအနေထားမျိုးမှာမြို့ကောင်တွေဘာဖြစ်လို့ပြည်သူနှိမ့်ဆက်မှာလဲအမြင်မှန်ရစေခြင်းနဲ့အမြင်မှန်မမရဘူးဆိုရင်တော့ခုနလိုဒါနဲ့ကိုယ်ရင်လည်းမြို့ခံရမယ့်အနေထားဖြစ်သွားတယ်မြို့တို့တစ်ခုခုဖြစ်လို့ရောမြို့ရဲ့အဖအတွေကဘာပြန်လှုပ်ပြီးမှလဲဗောနော် ူတို့အတွက်ကဘာမှမခံခဲ့ဘူးအဲ့နေရာမှာအဲ့စစ်ကောင်စီခန့်တဲ့အုပ်ကြီးတယောက်အခုလိုမျိုးရှော့ခံလိုက်ရဆိုရင်နောက်တယောက်ကိုခန့်မယ်ဆိုတဲ့စိတ်မျိုးပဲရှိတာပေါ့နော်အဲ့လိုမျိုးအတွက်မင်းတို့ဝန်ထဲနေမှာမဟုတ်ဘူးအဲ့တော့ကျအတုံးချခံနေဖြစ်စီနေတယ်မူအဲ့ဒီကတော့ပြည်သူကိုနှိပ်စက်တဲ့လောရမျိုးတွေကျွန်တော်ကမလုပ်စေချင်ဘူးအဲဒါခုနလိုပေါ့နော်ပြည်သူရဲ့အမုန်းတရားကတကယ်ကြောက်စရာကောင်းပါလေပြီးတော့ကျတော့ဝစ်ပေါ့နော်ဝစ်တွေအခုရထဲမှာဝစ်တွေတအားလေတာနော်လောကကောင်ကြီးကြီးဆိုတဲ့ကောင်တွေမြေပြင်လောကမြေမင်းင်းကောင်တွေမြေမင်းင်းသားတွေပြောရရင် တော့ကားပေါ်မှာပဲတိုက်ပေါ်မှာပဲနေတဲ့ကောင်အဲအဆောက်အဦတွေမှာပဲနေတဲ့ကောင်စစ်မြေပြင်ဆိုတာဘာမှမသိတော့လောက်အောင်တို့တွေနဲ့ဝေးကွာနေတဲ့သူတွေတောင်မှအခုဆိုဖမ်းဆီးခံရတဲ့အစ်စ်နေဒီရောက်နေတာပေါ့နော်အဲကြအဲ့လိုကောင်မျိုးတွေတောင်အဲ့လိုဖြစ်နေတာမင်းတို့ဘာမှမလုပ်လဲအဲ့တော့အဲ့လိုမျိုးပြည်သူနှိမ့်ဆက်တဲ့အလုပ်တွေမလုပ်ပါနဲ့အာရုံးထွက်ကြပါပြည်သူဘက်ကိုရက်တီကြပါပေါ့နော်အဲ့တော့ဒါဒီအထက်မှာသတင်းကောင်းတွေကလည်းရှိတယ်အဲဒီလိုပဲပေါ့နော်ကျွန်တော်ရှေ့ဗီဒီယိုတစ်ခုမှာကျွန်တော်အဲသတိပေးခဲ့တာလည်းရှိတယ်အဲ့ဒါတော့ အဲစစ်ကောင်စီကပေါ့နော်ဒါလေချောင်းတိုက်ခိုက်မှုတွေသူတို့ဒီလိုမျိုးအခကြီးရဲ့ကြီးတွေဆိုရင်လှုပ်လိမ့်မယ်ဆိုပြီးပြောခဲ့ရရှိတကယ်လည်းလှုပ်ခဲ့တယ်ပေါ့နော်ဒါအကျိုးနေ့မှာဆိုရင်ဒါမင်းတက်ကိုပုံကျင်မျိုးတွေလှုပ်တယ်အဒီနေ့ဆိုလည်းလှုပ်တယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့တောက်လျှောက်လှုပ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလေချောင်းတိုက်ခိုက်မှုတွေကတော့ရှိတယ်အဲသူတို့ပြောအပြည့်ရပါတယ်ဆိုရဲဟာမဟုတ်ဘူးဆိုတာကိုသိစေချင်တာပေါ့နော်ပြီးတော့ဒါစစ်ကောင်စီလက်ကနေလွတ်မြောက်သွားတဲ့နေရာတွေဒေသတွေနယ်မြေတွေကပို့ပြီးတော့ဒီလေချောင်းတိုက်ခိုက်မှုတွေခံရနိုင်တယ်ပေါ့နော်အဲကြောင့်မလို့ လိုပဲဖြစ်ဖြစ်ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လာရင်တော့အချင်းချင်းအတိပေးတာမျိုးတွေအဲပြီးတော့ဒီလေကြောင်းနဲ့ပတ်သက်တဲ့ channel တွေသတိပေးတဲ့နေရာတွေလင်းရင်တက်ဆင်းပြောတဲ့ကိစ္စမျိုးတွေမှာဒါနားဆွင့်ပြီးတော့ဗောနော်အခုအနေနဲ့ကိုဒါကြည့်ဆောင်ဖို့အတွက်လည်းကျွန်တော်ဒီနေရာနေကြံပေးခြင်းပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သတင်းကောင်းတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့လောရမယ့်အလုပ်တွေကိုဆက်လုပ်နေမယ်ကျွန်တော်တို့သွားရမယ့် land ကိုဆက်လျှောက်နေမယ်ဆိုရင်ကျွန်တော်လိုချင်တဲ့အောင်မြင်ပန်းနိုင်ကတနေ့နေ့မှာမလွမ်းမသိရောက်မယ်လို့ပဲဒါကျွန်တော်ဒီနေရာနေပြောခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်